Joshua Ben ရဲ့ power ကို Bruno ကျော်လွှားနိုင်ပါမလား Hey the people of Myanmar Keep your fucking head up. ဗီဒီယိုကြီးတို့ရဲ့ UFC မှာတကူတော့ကြောက်ပါနေတဲ့ကျမတို့ရဲ့အချစ်တော် Joshua Ban ညက်ပွဲကတော့တဖြည်းဖြည်းနီးကပ်လာခဲ့ပါပြီ။ပရိသတ်တွေအရန်ကိုစောင့်မျှော်နေကြတဲ့ Ban ညက်ပွဲကို Ban Gorain ကလည်းမဆောင်နိုင်လောက်အောင်ဖြစ်နေပါပြီနော်။အခုဒီတစ်ခါပြိုင်ဘက်ကတော့တပိုင်းရဲ့ဝိုင်းရဲ့ Brazil Fighter Bruno Silva ပဲဖြစ်ပါတယ်။အရင်တစ်ခါကလည်းအဲ့ဒီ Fighter နဲ့ UFC ပွဲစဉ်313မှာ UFC ကပွဲတည်ပြီးပြပါတယ်။ဒါပေမဲ့ပြိုင်ဘက် Bruno ကနှုတ်ထွက်သွားလို့ Ban ကတခြားပြိုင်ဘက်တယောက်နဲ့ကစားခဲ့ရသေးပါတယ်။ဒီတစ်ခါတော့အရင်တစ်ခါကလိုပြိုင်ဘက် Fighter မလို့ လောက်လောက်တော့ဘူးလို့တော့ထင်ရတာပါပဲ။ကျမတို့ရဲ့ fighter Joshua Ben ကတော့ဘယ်ကောင်လာလာ fight မယ်ဆိုတဲ့စပြင်းတဲ့ fighter မျိုးပါရှင်။ Ben က UFC မှာအောင်မြင်နေတဲ့ချင်တိုင်းသားလူငယ် fighter တူပါ။တိုက်ခိုက်ရေးစွမ်းရင်ကောင်းလောက်လို့ယောက်ျားလေးပရိသတ်တွေများစွာရှိကြသလိုချောမရဲရုပ်ရည်ကြောင့်လည်းမိန်းကလေးပရိသတ်တွေတော်တော်များများဝင့်ရအားပေးကြတာကိုလည်းတွေ့ရပါတယ်။ Joshua Ben ကလက်ရှိ UFC မှာတော့ ranking 13မှာယက်တည်နေပြီးတော့သူ့ရဲ့ပြိုင်ဘက် Bruno Silva ကတော့ ranking 12မှာယက်တည်နေပါတယ်။ Brazil fighter Bruno Silva ကလက်ရှိအသက်က35နှစ်ရှိတဲ့ fighter ျူးဖြစ်တော့နီးပြဖြစ်လဲလှုပ်ဆောင်နေသူတယောက်ပါဂျိုရှွာဘန်အတွက်လွယ်ကူလာတဲ့ပြိုင်ဘက်တော့မဟုတ်ပါဘူးနော်ဘန်ရဲ့အသက်က23နှစ်ဖြစ်လို့လူကြီးနဲ့ကလေးကစားကြမဲ့ပွဲလိုတောင်ဆိုလို့ရပါတယ်ဒါပြင်ပေါဝါဘိုင်းမှာလည်းဘန်ကလူငယ်ပီပီတာနိုင်ခြင်းရှိနေပါတယ်ဘန်ရဲ့အသားချက်တစ်ခုကတော့ဂျိုရှွာဘန်ကပွဲရှိချိန်သာမကပွဲမရှိတဲ့အချိန်တွေမှာဆိုရင်လည်းအမြဲတမ်းလေ့ကျင့်ခန်းအဆက်မပြတ်လှုပ်ဆောင်ရင်းနဲ့အမြဲအဆင်သင့်ဖြစ်နေအောင်လှုပ်ဆောင်တတ်တဲ့ဖိုက်တာကောင်းတစ်ယောက်ဖြစ်ပါတယ်ကိုယ်တိုင်လည်းယုံကြည်မှုအပြည့်ရှိနေတဲ့ဘန်ကပွဲအတွက်အဆင်သင့်ဖြစ်နေပြီလို့လည်းပြောဆိုလိုက်ပါတယ် ရှင်။ UFC မှာနိုင်ပွဲဆက်နေတဲ့ Van ကဘရူနိုစီဗာကိုနိုင်ခဲ့မယ်ဆိုရင်တော့ ranking 1 to 10အတွင်းဝင်မဲ့သဘောမှာရှိနေပါတယ်။တခြား fighter တွေလို့လေကျန်းလည်းမတိုက်တက်သလို AC ပဲအနိုင်ယူဆော့ကစားတတ်တဲ့ Joshua Van ကဒီပွဲကိုတော်တော်လေးအထက်ပြင်ဆင်နေတာကိုတွေ့ရပါတယ်။နိုင်ပွဲဆာလောင်နေတဲ့လူငယ်တယောက်တော်တော်အပြင်းထန်ကြိုးစားပြင်ဆင်လာမယ်ဆိုရင်ဘလို့ fighter ကြီးပဲဖြစ်ပါစေအမောက်တိတ်ပြသွားနိုင်မှာပါ။ Joshua Van နဲ့ Bruno Silva တို့ရဲ့ပွဲချိန်ကတော့လာမယ့်ဇွန်လ9ရက်နေ့မှာကျင်းပမယ်။ UFC ပွဲစဉ်316မှာစောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါ 你知道？ မြန်မာငလင်ဘေးအတွက်လည်းမြန်မာပြည်သူတွေကိုလူတန်းကူညီပေးသလိုအလူငွေတွေကိုပါရှာပေးတတ်တဲ့အထိမြန်မာပြည်ကိုချစ်ခင်တတ်တဲ့ fighter တယောက်ဖြစ်ပါတယ်။မြန်မာပြည်ကိုချစ်တဲ့သူပြည်ပြည်မြန်မာအလံကိုကွက်တဲ့အထိယူဆောင်နိုင်အောင်ကြိုးစားပြခဲ့တဲ့ Joshua Ben ကနိုင်ပွဲတွေဇက်တိုက်ရရှိနေခဲ့ပါတယ်။အခုလည်း Bruno Silva နဲ့ပွဲမှာလည်းမြန်မာပြည်သူတရားလုံးကနိုင်ပွဲသတင်းကောင်းကိုကြားချင်နေကြပါပြီ။ဒီနှစ်ထဲမှာနောက်ဆုံးထုတ်သက်ခဲ့တဲ့ပွဲကတော့ match လကကျမခဲ့တဲ့ကျမ fighter Race Your Rotten ပွဲဖြစ်ပြီးတော့အမှတ်အသားနဲ့ Joshua Ben ကအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ Professional ကစားသမား ဘွားစစ်ဝဲဇက်တိုက်ရှုံးမွေးမရှိခဲ့တဲ့ဂျပန်ဖိုင်တာကိုစံချိန်ချိုးဖြတ်ပေးလိုက်တဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။အခုဘရူနိုဆီလ်ဗာကလည်းဂျိုရှွာဘန်အတွက်တော့ပြိုင်ဘက်ကောင်းတရားမှုဘလို့အခြေအနေဖြစ်လာမလဲဆိုတာရင်ကုန်စိတ်လို့ရှာဖို့ကောင်းလွန်နေခဲ့ပါပြီ။ဘန်ရဲ့ပါဝါကိုဘရူနိုကျော်လွှားနိုင်ပါမလားဆိုတာကတော့မကြမီအဖြေညှိကြရတော့မှာပါရှင်။